ကိုကြီးကားမှာကြားမှာဒါပါကြီးပြတဲ့အဲ့တော့အဲ့တော့အဲ့တော့ surprise ကြီးလေးလူပေးတယ်ကြီးလေးလူပေးတယ်ပပိုင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 ်ပြရလဲဆော Ahí pídele eso. Okay. là Okay. 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 Okay.

ra ra rồi chỉ là à đã vừa lẽ về tôi anh đi già lẽ anh anh về anh đi già anh không về anh đi già anh già ရန်ကုန်ရန်ကုန်လမ်းပါရန်ကုန်ပြန်ပါပြန်မရပါစကားစားစကားစားအောင်လေးဟောကြားရခါရလာชีโกยองเนี่ยเว้ยครับผมเราจูก็ชีโกงอนมันเลยมองเนี่ยอ้าวดรเตียวมาเนี่ยก็เปี่ยวว่ะเปี่ยวเฮ้ยเตียวอ่ะปุ๊บๆนี่ ဟာဒါတည်းမှာဘာလေးဦးနဲ့တကောဖမ်းလိုက်ခဲ့လေးဦးနဲ့တကောလေးဦးနဲ့တကောလေးဦးဝင်လာပါရေးကြီးဘယ်တက်မှလဲကြီးလေးဘယ်တက်မှတက်မှခေါ်ဟာတက်မှခေါ်တက်မှရှေ့ရမှာဘူးမကွာကြနဲ့အားလုံးကဒီနေ့ကလူသားသားနေပေါ်ပေါက်လာတဲ့ဗလာဒာညီကိုတွေကြလားဟုတ်အေးငါလူသူတွေမကွာနဲ့ကိုတက်စိန်ကိုကူမှတ်တာကိုတက်စိန်ကိုကူမှတ်တာကိုတက်စိန်ကိုကူမှတ်တာကြားနော်ဟုတ်ကိုပဲအုပ်ချုပ်မှာကြလားဟုတ်ကိုကြတော့ တ်စိတ်လိုက်ပဲနေမှာတော့ဘယ်ဘယ်နေရာတော့တာဘယ်ရတော့လာလာကြလားဟုတ်ဟိုနာမာတော့ဟွာမင်းတို့မင်းတို့ကဒီမဲ့နေရခလလန်လမ်းမြင်နေရတဲ့တောင်နေကြာဒါတိမ်ပင်လေတွေပေါ့တိမ်ဖြူဖြူလေးပေါ့တောင်နေကြာတွေကတိမ်ခေါမိုးလေးတွေနဲ့လူသူမရှိတော့လို့အတိမတိတော့တဲ့ကွန်ပင်တွေနဲ့နေရာလေးကကျွန်တော်ခီးတွားရင်းနဲ့ခဏဝင်းနားတဲ့ ရွာပြက်တစ်ခုပါမယ်။ရွာပြက်တစ်ခုဆိုတာတင်ကြီးကအကုန်အကောင်းပါပဲ။ဒါပေမဲ့ရွာထဲမှာလူတယောက်မှမရှိဘူး။စစ်မဲ့ဖြစ်တော့အကုန်လုံးဆုံးခေါထပြေးနေကြတယ်။ဒီရွာကိုလည်းခွေးလို့ခေါ်တဲ့ဖက်စစ်တပ်သားတွေဝင်စီးပြီးတော့စကန်းချသွားခဲ့ဘူးလေ။အခုကျွန်တော်တို့ခီးသွားရင်းနဲ့တညဒေါ်လာလေးမှဝင်အိတ်တယ်ပေါ့။အဲ့တော့အိမ်ကြီးရဲ့နေထားတော့အကုန်လုံးပျက်စီးရရင်အကုန်လုံးဟိုဖြစ်စီးထားတာတော့တွေ့ရတယ်ပေါ့နော်။တွေ့ရတယ်။ လူကျင်တာအကုန်လုံးရှာဖွေမှုနောက်ယူသွားပြီးတော့တိန်လုံးကိုရောင်းဆောင်ဖြတ်ထားခဲ့တယ်ပေါ့တွေ့တဲ့ဆာဆာရဏီအရာတယောက်ကပြောတယ်ဒါဟာတဲ့ရှင့်နေဖြစ်မယ်ထင်တယ်တဲ့သူရတရားကြီးအကြောင်းဘာတွေအကြောင်းနေရေးထားဆိုတော့ကျွန်တော်တော့နောက်လိုက်ပါတယ်ရှင့်နေလားနောက်နေလားတော့မသိဘူးလောလောဆယ်အိမ်မှာမနေရဘူးသူလည်းဆွန့်ခွာထွက်ပြေးနေရတယ်ဒါပြည်တွင်းစစ်ကြောဖြစ်လာတဲ့ပြည်သူတွေရဲ့ဒုက္ခဖြစ်တယ်အေဂျင့်တာယာအောင်ဘလောက်ပဲသူတို့ပညာတွေသင်ခဲ့တင်ခဲ့ဥပဒေတွေပညာတွေ လိလာခဲ့လိလာခဲ့ဥပဒေမဲ့တဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်တန်ခွန်ချာအောက်မှာတော့ပြည်သူတိုင်းဟာအတိတ်ဒုက္ခရောက်ပြီးအခုလိုအိုးအိမ်ဆုံးခွာပြီးဒီမိသားစုတွေကအခုဆိုဘယ်နာမှာဘလို့မိုးကတဲနဲ့ဘလို့ဖြစ်တယ်လို့နေနေရလဲဆိုတာကျွန်တော်လည်းမသိပါဘူးရုံးဝင်ထံတူတူယောက်ဖြစ်ပါလိမ့်မယ်ဆိုတော့ဥပဒေမဲ့သွားတဲ့အချိန်ကိုချင်းစာတရားမေတ္တာတရားတွေခေါင်းပါလာတဲ့ကာလခေတ်ဆုခေတ်ပြက်ကာလပြည့်ကြီးမှာ ဘာသာတရားတွေလည်းပဲမင်းမိန်နေခဲ့ပါတယ်။အဲဒါကျွန်တော်မတွေ့တာကြားပြီးဖြစ်တဲ့အဲဒီဗုဒ္ဓဘာသာပုံရိပ်တွေပေါ့။ဒါဘုရားရှင်လေးဖြစ်တယ်။စိပ္ပတိလေးရှိတယ်။ဘုရားပုံရိပ်တွေအများကြီးရှိတယ်။ဆိုတော့ကျွန်တော်ပြီးတော့ပို့ပြီးတော့စိတ်ထဲမကောင်းဖြစ်ရတာဒီမရှင်လေးဟာလူကောင်းဆောင်တောင်ဆောင်စစ်ကြီးကိုချစ်ခင်လို့တဲ့ပုံရှိပါတယ်။မေဆွေပုံလေးတွေကို မဲ့တနိုးသူချိန်ထားတာတွေ့ရပါတယ်ဒါပေမဲ့လည်းအိမ်ပြက်အိမ်ပြူဖြစ်တော့ကိုလုံးဟာဟိုကိုက်ချကိုက်ပျက်စီးနေတာပေါ့သူသားသမီးကြီးတွေကြောင်းတက်ထားတဲ့ပုံဖြစ်ပါလိမ့်မယ် တော့ကျွန်တော်နေပြည်သူတွေရောခြားဘာသာဝင်အားလုံးကိုပေါ့တွေ့တော့မိတာလေးတခုပြချင်လာတော့ဒီစာသားလေးอ่ะဆိုရင် END တဲ့ဗုဒ္ဓဘုရားကြီးမေတ္တာရေအောက်တွင်တရှိပါတော့ကြောင့်ရောက်လာသူအားလုံးအေးချမ်းတာယာကြပါစေဗုဒ္ဓဘုရားရဲ့မေတ္တာဗုဒ္ဓဘုရားရဲ့ဒီဒေသနာတွေဟာတကယ်တမ်းလူသားတွေလိုက်နာကျင့်သုံးရင်လောကကြီးအေးချမ်းငြိမ်းချမ်းစေပါပါဒါပေမဲ့ပြောတော့တာ ဘာသာသာသနာဆောက်ရှောက်သူကိုကိုွယ်သူနာမည်ခံပြီးတကယ်တော့ရက်ဆက်ကြမ်းကြုတ်ရုပ်မာအောက်တန်းကျအရင်ဆိုင်လူသက်ဖြစ်စ်ဝါရနဲ့ပြည်သူအားလုံးကိုဆင်းရဲတွင်အငတ်ပေးတဲ့မှာနှစ်ထားပြီးတော့လူတစုဆက်အနာရှင်တစုသူ့ရဲ့နောက်လိုက်နောက်ပါတပ်ဖို့တတာတစုကောင်းစားရေးတာရှိရှိတဲ့နောက်ဒတိုင်းလုံးတပြည်လုံးဟာအခုဆိုရင်အကုန်လုံးကပြောင်းကပြန်ဖီယိုဖီယေလဲလဲကွဲကွဲမွဲတီဆင်းရဲ တိဒုက္ခရောက်နေကြပါတယ်အဲဒါပေမဲ့အမှန်ဒီလာဖို့အမားကိုကြုံရတယ်လို့ဆိုရမလို့ပဲကျွန်တော်တို့ရှေ့ဆက်လျှောက်မှန်ကန်တဲ့လမ်းစဉ်တွေပေါ်ပေါ်လာဖို့အတွက်မှားရွေးတဲ့စနစ်တစ်ခုကိုကျွန်တော်ဖျက်ဆီးနေကြတယ်လို့သဘောပိုက်ပြီးတော့အမားတွေကိုတင်းလာထုံလို့ယူလိုင်းပြီကိုပြန်လဲထူထောင်ဖို့အတွက်အားလုံးအိုင်းရင်ဒီအစင်သစ်မွေးမြူပြီးတော့တချီတမောင်းအတူဝိုင်းယုံကြမယ်ဆိုရင်တော့တဲတဲလေးသာကြံတဲ့တရုတ်ကွန်မြူနတီနဲ့ရုရှားကွန်မြူနတီတို့ရဲ့ community နိုင် facet တွေရဲ့ထောက်ပံ့မှုနဲ့တိုင်းပြည်ကို facet တန်ကန်ကန်လကအောင်တည်သိမှုစူးစမ်းနေတဲ့မင်းအောင်လာရဲ့ facet ရန်လျားဟာအချိန်မီပြိုကျသွားနိုင်တဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်ပြည်သူအားလုံးဒိုင်သာအားလုံးတော်လိုင်းရေးပတ်သားအားလုံးဓမ္မဘတ်တော်သားအားလုံးတညီတညွတ်ထဲဝိုင်းဝန်းရုန်းကန်ကြရမယ်ဆိုရင်တော့အခုလိုတိုင်းကန်လုံးဆုတ်ပြတ်ဆင်းရဲနေတဲ့အခြေအနေရနေအများဆုံးပြန်လဲစတင်ထူထောင်နိုင်မယ်ကျွန်တော်ယုံကြည်ပါတယ်။ပြည်သူအားလုံးဘီကင်းဖို့အတွက် မေတ္တာတရားရှိထားပြီးသစ္စာနဲ့ရင်ဝယ်ပိုက်ခါအမှန်နဲ့တရားအတွက်ခွန်အားအပြည့်ဆက်ကြပါစို့မိဘပြည်သူများခင်ဗျာ အာနာသိန်းထားတာမဟုတ်ပါဘူးအာနာထိန်းထားတာပါမိဘပြည်သူများသိတဲ့အတိုင်း NLD ဆိုရလက်ထက်မှာလူတွေဟာငွေကြေးရဲ့တန်ဖိုးကိုတည်တည်ချာချာမသိနားမလည်ကြဘူးလွယ်လွယ်ရှာလို့ရတော့လွယ်လွယ်သုံးဆွဲကြတယ်ညနေညာကင်းဆိုတာနဲ့ဘီယာဆိုင်တွေဘားတွေမှာလူတွေကအပြည့်စားကြတောက်ကြနိုင်အောင်ကြနဲ့ဖြစ်ချင်တိုင်းဖြစ်နေပါတယ် ဟော ကျွန်တော်လက်ထပ်ပါတော့ဘီယာဆိုင်နေဘာတွေမပြောနဲ့တပည့်အိဆိုင်တော့ညနေစောင်းတာနဲ့လူမရှိတော့ပါဘူးလူတွေဟာအိမ်ကိုစောစောပြန်ပြီးတော့မောင်းတာနဲ့အိမ်နေစအိမ်ပြင်းတော့မထွက်တော့ပါဘူး NLD ဆိုရလက်ထပ်မှာလူတွေကအစိုးရကိုလည်းလိစရာကောင်းမှမသိသူတို့စိတ်ထဲမတွေ့တာနဲ့စိတ်ရှိတိုင်းပြောကြတယ်ဆဲကြတယ်ကစုံရွက်လေးဈေးတက်တာကအစအစိုးရကိုပြစ်တင်ကြတယ်ဟောကျွန်တော်လက်ထပ်ကြတော့ကစုံရွက်ပါဝယ်မစားနိုင်တော့ဘူးဒါပေမဲ့လေသူတို့ကျွန်တော်မပြောရဲဘူး ယူသေးတဲ့သူကိုယူသေးတတ်သွားတာအဲ့လိုယူသေးတတ်အောင်လဲအကုန်ဖမ်းပြီးတော့ထုတ်ထောင်ပေးထားတာလေဆင်းရဲနန္ဒာဖို့ဆိုတဲ့စကားလည်းရှိကြပဲကျွန်တော်ဟာတိုင်းသူပြည်သားတွေကိုမလိမ္မာတဲ့တပည့်မိုက်တွေလိုသဘောထားပြီးရင်နာနာနဲ့ရိုက်နှက်ဆုံးမနေရတဲ့ဆရာတယောက်လိုပါပဲအခုဆိုရင်လူငယ်လူရွယ်တွေကိုလည်းလက်ရုံးရင်နှလုံးရင်နဲ့ပြေဝတဲ့တားကောင်းရတနာတွေဖြစ်အောင်သူတို့ဆန္ဒရှိရှိမရှိရှိစစ်တပ်ထဲပို့ပြီးတော့စစ်တိုက်ခိုင်းလိုက်ပါတယ် အရင်ကဂိမ်းဆိုင်တွေလပိဆိုင်တွေမှာအချိန်ဖြုံးနေတဲ့လူငယ်တွေဟာအခုတော့ရှေ့တန်းမှာရွရွချွန်ချွန်တိုက်ခိုက်ပြီးအချိန်နေမဟင်ထွက်ပြေးတတ်တာကြောင့်နောက်တစ်ချိန်ရရင်အပြေးချန်ပီယံတွေဖြစ်နိုင်တဲ့အခွင့်အလမ်းလည်းရှိနေပါပြီ။ဒါတွေဟာကျွန်တော်ရဲ့အုတ်ထုတ်မှုစွမ်းရည်တွေပါပဲ။မိမမှန်လို့အစိုးရကိုဆဲတဲ့သူတွေလည်းနေအောင်ကြီးစွမ်းရည်သာရှိနေရင်ဓာတ်တို့အတွက်အဆင်ပြေပြီဆိုတာသိနာလေအောင်ကျွန်တော်အပြင်ကျွန်တော်သာအောင်ကြီးဆောင်ကလည်းကုညီပြီးဆိုလာတွေတင်သွင်းပေးနေပါဗျ။ ။ဝကြငင်းလေကျွန်တော်တို့လွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီရွေးကောက်ပွဲကိုကျင်းပပေးသွားမှာပါ။လွတ်လပ်ရဲ့ဆိုပေမဲ့လေကျွန်တော်တို့လူချင်းတွေရားလည်းမထွက်ရင်တော့တည်တယ်မလား။ဟဲ့ဟဲ့။အဲ့ရွေးကောက်ပွဲမတိုင်ခင်အရေးပေါ်ကာလ6လတက်တန်းတိုးရပါအောင်မယ်။အခုဆိုရင်6လတစ်ချိန်တက်တန်းတိုးလာတာဘယ်နှချိန်ရှိမှန်းတော့မသိတော့ပါဘူး။ဒါမဲ့လေကျွန်တော်အနေနဲ့မိဘပြည်သူများကိုထက်လောင်းပြောချင်တာကတော့ကျွန်တော်တို့စစ်တပ်ကအာဏာသိမ်းထားတာမဟုတ်ဘဲအာဏာထိန်းထားတာသာဖြစ်နေဆိုတာပြောပြချင်ပါလေ ကလေးငယ်လေးဆောင်းတရားတော့မနော်မင်းမင်းတို့လေလုံးကျော်ကြီးကျွန်တော်တို့ပေးမယ်ကြောက်ပြီးသုံးမွေးနဲ့အုတ်ချိုးဖွဲ့တဲ့ပုံလေးနဲ့ပေးပါဟုတ်ပါဟုတ်ပါဆားရဲဆားရဲနဲ့ကလေးတွေကြောင်းပြန်တရားတော့မနော် ဲ့ဒီကလုံးချင်းနော်ဟုတ်ကဲ့ဒီနေရာတော့ဘုရားကိုပြောပါနော်ဟုတ်ကဲ့ဒုက္ခရခရရတော့ကျင်းနီးလုံးပုံနေရတယ်ဘဝလွတ်မြောက်ပြီးဘဝနားရဲရလို့ကျင်းနီးလုံးပုံနေရတယ်ဘဝလွတ်သွားပြီးဘဝတော့ဟုတ်ကဲ့ဒေါ်လာမတော်ဘူးအောင်လေးဟုတ်ပြီလာလာပဲလို့ရတယ်ခလို့ မာပါနော်ကုန်းသားပါခဏဆိုင်တဲ့ကုန်းသားပါနော်ဒီတော့ဒီတော့နော်ဒီလိုရခဲ့တဲ့ကုန်းလုံးပြည်လုံးကအကုန်ပြန်လာနော်နော်ပြန်လာကြပါဦးပြန်လာနော်နော်ပြန်လာကြပါနော် ကောင်းကြောင်းပြန်နော်မျိုးမျိုးဘွားသူအကုန်ပြန်လုံးပါနော်မျိုးကြီးကောင်းအောင်စီကောင်းအောင်ကိုပြန်လုံးပါနော်နော်အေးတမ်းပြီအေးတမ်းပြီနော်ကျွန်တော်ကလည်းကျွန်တော်ကလည်းကျွန်တော်ကလည်းမာချင်းပဲဖြစ်ဖြစ်မပြည့်သေးတာဖြစ်ဖြစ်တက်ပြန်ချင်းနေဦးမှာပဲအားလည်းတက်ပြီးသားပြီပဲဘာလို့လဲဘုရားရာခိုင်ပဲအဲ့တော့ကျွန်တော်တို့ဟိုချင်